တို့ပြည်သူများအားလုံးမင်္ဂလာပါဒီလရဲ့စီးပွားရေးကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတကာကောင်းစဉ်လေးကိုတော့ဈေးတက်ခြင်းအမှုပညာလို့အမည်ပေးထားပါတယ်အရင်ကကီတုကွေရဲ့စီးပွားရေးကဏ္ဍမှာကားဈေးကွက်ကိုဥပမာပေးပြီးတော့ကျွန်တော်ဒီ inflation ငွေကြေးဖောင်းပွားခြင်းအကြောင်းကိုတင်ဆက်ခဲ့ပြီးတာရှိပါတယ်ခုတစ်ခါမှာတော့ inflation အမျိုးအစားနှစ်မျိုးရှိတာကိုရှင်းပြပြီးတော့ငွေကြေးဖောင်းပွားမှုအကြောင်းကိုနောက်တစ်မျိုးထပ်မံရှင်းပြခြင်းတာကြောင့်ဒီကောင်းစဉ်လေးကိုထပ်မံရွေးချယ်ခြင်းလည်းဖြစ်ပါတယ် ဈေးတက်တာနဲ့ပတ်သက်လာရင်ကျွန်တော်တို့မိတ်ဆွေများအထူးတလဲရှင်းပြနေကြမလို့လောက်မိမိရဲ့ပတ်ဝန်းကျင်အသီးသီးမှာပစ္စည်းစင်းလုံးတွေမိသားကတွေရမန်နှင်းများနဲ့ရှင်ရင်တိတိသာသာတက်လာတာကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီကောင်းစဉ်လေးကိုထပ်မံတင်ဆက်ခြင်းကမိမိတို့နေထိုင်ရာနေစဉ်ဘဝမှာကောင်းကောင်းအသုံးဝင်လိမ့်မယ်လို့ယုံကြည်ပါတယ်။ inflation ကိုအဓိကနှစ်မျိုးခွဲခြားနိုင်တယ်ပေါ့နော်။အဲ့တော့ပထမတစ်မျိုးကိုစပြောပါမယ်။ပထမတစ်မျိုးကတော့ demand pull inflation လို့ခေါ်ပါတယ်။ မြန်မာလူတိုင်းရဲ့ဘာသာပြန်ရင်တော့အဝယ်များလို့ဈေးသက်ခြင်းလို့ဆိုနိုင်ပါတယ်ပေါ့နော်ကျွန်တော်တို့စီးပွားရေးဘာသာရဲ့မှာစုပေါင်းဝယ်လို့ဟာ aggregate demand ပေါ့နော်ပြီးရင်စုပေါင်းရောင်းလို့ဟာ aggregate supply to the supply ပေါ့နော်ဆိုတာရှိပါတယ်တိုင်းပြည်အတွင်းမှာစုပေါင်းဝယ်လို့ဟာကတဖြည်းဖြည်းများလာပြီးတော့စုပေါင်းရောင်းလို့ဟာတဖြည်းဖြည်းနဲ့ကျလာရင်ဈေးသက်ခြင်းဆိုတဲ့ inflation ကိုဖြစ်စေပါတယ်ဥပမာလေးကျွန်တော်ပြောပြပါမယ်ကျွန်တော်ကျွန်မလူ100ဦးနေပြီးတော့ စံထွက်တဲ့နှုန်းကတစ်နှစ်ကို တင်းတရာရှိတယ်ဆိုကြပါဘူး။ဒါကိုကျွန်တော်တို့က aggregate supply လို့ဆိုပါတယ်ပေါ့နော်။စုစုပေါင်းကျွန်တော်တို့ရောင်းလို့ပါမယ်နော်။ပြီးတော့ဒီလူဆယ်ဦးရဲ့အစားတဲ့အားကတစ်နှစ်ကိုစံတင်းတရာ ကုန်တယ်လို့သတ်မှတ်ပါမယ်နော်။ဒါက တော့ကျွန်တော်တို့က aggregate demand ပေါ့နော်။စုပေါင်းကျွန်တော်တို့ဒီဝယ်လိုအားပေါ့။အဲ့တော့ကံမကောင်းစွာနဲ့တစ်နှစ်မှာပေါ့နော်။ရေလွှမ်းမိုးမှုတွေဖြစ်ပြီးတော့စဘာအထွက်ကလည်းကျသွားတယ်။ဒါပြင် လူဆယ်ဦးထဲမှာကလေးတွေမွေးဖွားလာပြီးတော့ ပုံမစားသုံးဖို့လိုအပ်လာပါတယ် supply ကျပြီးတော့ဆိုတာကဒမန်းပုံများလာပြီပေါ့နော်ပုံမျိုးပုံများလာတာပေါ့ပစ္စည်းကနေပြီးတော့သုံးသူကများလာတော့ဈေးတင်ပြီးရောက်မှတော်ရကြမှာဖြစ်ပါတယ်ဒီလိုအချိန်ကြီးကြုံရတဲ့အခါမှာခုနကပြောခဲ့တဲ့ဈေးတက်ခြင်းဆိုတဲ့ inflation ကနောက်ကနေပြီးတော့လိုက်လာတယ်လို့ဆိုပါတယ်နော်နောက်ထပ်လက်တွေ့ဥပမာတစ်ခုကြည့်ရအောင်လောင်စာကြီးဆိုတာ ਨੇ ကျွန်တော်တို့တွေတဖြည်းဖြည်းဈေးတက်လာနေတဲ့စီဇိုင်းတွေကိုပြင်မြင်ကြမှာထင်ပါတယ်။များပြားလာတဲ့ကားရည်အတွက်ဆိုတာက aggregate demand ပဲဖြစ်ပါတယ်။ CO လိုအပ်ချက်ပိုများလာတာကျွန်တော်တို့လက်မခံနိုင်စရာအကြောင်းမရှိပါဘူး။သို့တော့လောင်စာစီသည်ပြန်လဲမဖြစ်တင်နိုင်တဲ့ scarce resource ဖြစ်ပါတယ်ပေါ့နော်။ဒါကတဘာဝအရင်းမြစ်ဖြစ်ပါတယ်။ဒါပြင်ကျွန်တော်တို့နိုင်ငံသည်လောင်စာစီနဲ့ပတ်သက်ရင် twin ကို import လုပ်နေတဲ့နိုင်ငံပေါ့နော်။ twin ကိုအဓိကနှိခုနေရတဲ့ဖြစ်ပါတယ်။နိုင်ငံခြားငွေနှဲပါလာတဲ့အမျှ twin နိုင်တဲ့လောင်စာစီကလည်းတနည်းအားဖြင့် ဒမန်းကတက်လာပြီးတော့ supply ကကျလာတဲ့အခါမှာ inflation ဆိုတဲ့ဈေးတက်ခြင်းကနောက်ကလိုက်ပါလာတာဖြစ်ပါတယ်။ဒါဆိုမိတ်ဆွေတို့ demand pool inflation အကြောင်းကိုအနည်းငယ်သိနားလည်မယ်ထင်ပါတယ်။ဒုတိယတစ်မျိုးဖြစ်တဲ့ inflation အကြောင်းကိုပြောပါမယ်။အဲ့ဒါကတော့ cost push inflation အကြောင်းဖြစ်ပါတယ်။ဒါကတော့တစ်ခါတစ်ခါကျွန်တော်တို့တွေရောင်းလို့ရတယ်မကြဘူးပေါ့နော်။ဝယ်လို့ရတယ်မတက်ဘူး။ဒါပေမဲ့ဈေးတက်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့မြင်နေရတယ်ပေါ့နော်။ဥပမာဗျာသုံးရွက်တဲ့တော်ကြီးက ကစွေရတွေကိုဈေးတင်လိုက်တာဟာဘာကြောင့်လဲပေါ့ကျွန်တော်တို့စဉ်းစားကြည့်အောင်ကစွေရတဲ့ဒေါ်ကြီးနေနဲ့ဈေးကိုလာရတဲ့လမ်းစေရှိပါတယ်နော်ကားစီတွေဈေးတက်တော့ကားကားတွေလည်းဈေးတက်သွားပါတယ်ဒါ့အပြင်ကစွေရခေါ်ခုခိုင်းရတဲ့အလုပ်သမားတွေရဲ့လိုအပ်ကလည်းပိုပြီးလာပါတယ်အခုပြောတာတွေကကျွန်တော်တို့ကစွေရတဲ့ဒေါ်ကြီးရဲ့ကစွေရအပေါ်နော်အဒီကစွေရလုပ်တဲ့ပေါ် cost တွေအနည်းအားဖြင့်ကုန်ကျမှုတွေတက်လာတာကိုပြောနေတာဖြစ်ပါတယ်။အကစွေရပေါ်မှာဝယ်လိုအားရောင်းလိုအားပြောင်းလဲမှုမရှိပေမဲ့ cost တနည်းအားဖြင့်ကုန်ကျငွေတွေပြောင်းလဲမှုရှိပါတယ်။ဒါကြောင့်ကစွန်ရဲ့တစည်းကဈေးတက်လာတာဖြစ်ပါတယ်။ဒါကိုတော့ကျွန်တော်တို့က cost push inflation လို့ခေါ်ပါတယ်။မြန်မာလိုပြောပဲပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကကုန်ကျငွေကြောင့်ဈေးတက်ခြင်းလို့ဆိုနိုင်ပါတယ်။ဈေးကွက်စီးပွားရေးကိုသွားကျင်ကြတဲ့ကျွန်တော်တို့နိုင်ငံသားတွေအနေနဲ့ဈေးကွက်ရဲ့အဆုံးအဖြတ်ကိုလက်ခံသင့်ပြီးတော့ဈေးတက်လာတာကိုလည်းလက်ခံသင့်ပါတယ်။နောက်ထပ်ဥပမာတစ်ခုကိုပေးပါမယ်။လက်ရှိမှာမီတာကနှုံးသားတွေ တိုးလိုက်တာကိုအလုံးသိကြမှထင်ပါတယ်ဒေါ်လာဈေးငွေဈေးတွေအပြောင်းအလဲမရှိပေမဲ့ဆက်ယုံအလုံယုံတွေအနေနဲ့မီတာကားတွေတိုးတာချင်းကြောင့်တို့ရဲ့ထုတ်ကုန်တွေမှာ cost တွေပိုတက်လာပါတယ်ဒါကြောင့်စီးပွားရေးအမျက်အစွန်းရအဆင်ပြေအောင်လို့ဈေးတွေတက်လာတာဖြစ်ပါတယ် inflation ဆိုတဲ့အရာဖြစ်လာရင်အထိနာတဲ့သူတွေရှိသလိုအကျိုးအမြတ်ရသူတွေလည်းရှိပါတယ်ဒါကိုကျွန်တော်ခစ်ပြတ်သတိဆိုတဲ့ဘောင်းစင်းလေးနဲ့ဗီဒီယိုလေးလုပ်ထားတာရှိပါတယ်။မကြည့်ရသေးရင်သွားကြည့်ဖို့တိုက်တွန်းနေပါတော့။အဲဈေးတွေတက်လာတဲ့အခါမှာ ကောင်းဆုံးကမလိုအပ်တာတွေကျွန်တော်မလိုအပ်တာတွေမဝယ်ဖို့ပေါ့နော်ဒါကတော့အဓိကပေါ့မိမတို့အတွက်မရှိမဖြစ်လိုအပ်မဲ့အရာတွေကိုသာဝယ်ယူဖို့နဲ့စီးပွားရေးကိုအထောက်အကူပြုမဲ့သွင်းကုန်အစားထိုးကုန်ထုတ်လုပ်ရေးတွေမှာပါဝင်ကူညီကြဖို့ဆိုတာတွေကနိုင်ငံသားကောင်းတယောက်အနေနဲ့ကူညီနိုင်တဲ့လုပ်ငန်းတောင်တွေဖြစ်ပါတယ်ဒီကနေ့ပြောခဲ့တာဆိုရင် inflation မှာကျွန်တော်တို့နှမျိုးရှိတယ် demand pull inflation နဲ့ cost push inflation ဆိုပြီးတော့နှမျိုးရှိပါတယ်ဒီ inflation တစ်ခုစီကဘာကိုပြောသလဲဆိုတာတွေကိုလည်းကျွန်တော်ရှင်းလင်းတိစက်ခဲ့တာဖြစ်ပါတယ် မိတ်ဆွေတို့လည်းကျင်းတ်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါလို့ဗျာကျွန်တော်ကေတုကေရပညာရေးဖောင်ဒေးရှင်းတစ်ခုလှုပ်ထားပါတယ်ဒီပညာရေးဖောင်ဒေးရှင်းကိုလှူရင်းသူများအနေနဲ့ဒီ KB နံပါတ်နဲ့ဝေဘေးနံပါတ်တွေကိုကေတုကေလို့နှုတ်မှာရေးပြီးတော့ငွေလဲနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်လည်ဆုံတွေ့ကြပါလို့ခင်ဗျာ